အားလုံးပဲမင်္ဂလာပါရှင်။တုတ္တရေကျူရှင်လေးကနေကြိုဆိုလိုက်ပါရရှင်။ဒီကနေ့ဖက်ပြပြီးမှသာတော့မြတ်တာအစွမ်းအမခန့်ဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါရရှင်။ Samaria Channel ကိုလည်း Like and Subscribe နှိပ်ခဲ့ပေးကြပါအောင်ရှင်။ဓမ္မနာမည်ကောယုံမအမိပေးတဲ့နာမည်ပါ။အိမ်မှာစစ်စနိုးခေါ်တဲ့နာမည်လို့လည်းမထင်လိုက်ပါနဲ့။ကျောင်းနဲ့တကောင်စင်ရင်အထိပေါက်တဲ့နာမည်ပါ။ သိပါရယ်နော်ကိုရုံမလေးလိုလှလို့ပေးထားတဲ့နာမည်ဆိုတာအမေမျက်လုံးထဲမှာစမကကိုရုံမလေးနဲ့တူနေတာတဲ့နှစ်ချင်းချင်းသဖြင့်နှစ်ချင်းချင်းအသားအရောင်နဲ့တန်မှန်မင်းကလေးတွေထက်ခေါင်းတလုံးပုံမြင်တဲ့အရာအမောင်းကြောင့်ကိုရုံမဆိုတဲ့နာမည်နဲ့လိုက်ဖက်တာလဲပါမှာပါဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတအုပ်နဲ့မတူပဲလူမျိုးခြားတအုပ်နဲ့ပေါ်တူနေပြီးစမကြိုက်တဲ့ အစားအစာတွေကလည်းပိုစာဖြစ်တဲ့ကော်ဖီနှဖေးရည်ပေါင်မုတ်ကိတ်မုတ်တွေပါပိုစာကြိုက်တယ်ဆိုတော့ချမ်းသာလို့စားနိုင်တယ်မထင်ပါနဲ့ကျမအမေက လူချမ်းသာရေးစီမှာအကျော်ပြေညှိနှိပ်ပေးရတဲ့အနှိမ့်တယ်ပါ ချမ်းသာပြီးစေတနာကောင်းတဲ့အိမ်တွေကပေးသမျှကျွေးသမျှကို အမေက ကျမအတွက်အကုန်သိလာတာသူလည်းမစားဘူးမသုံးဘူးမဝတ်ဘူး ရလာသည်များအကုန်လုံးကငါသမီးမေထွေးစည်းတင်ဖို့အတွက်ပါသမကိုအလိုလိုက်အကြိုက်ဆောင်လူသည်များရအောင်ဖန်တီးပေးတတ်တဲ့အမေကအဖေဆိုတဲ့စကားကိုတော့မေးခွင့်ပြောခွင့်မပြုခဲ့လို့အဖေနဲ့ပတ်သက်တာဘာမှမသိခဲ့ရပါဘူးသမအမေသမကိုရှစ်ပုံရှစ်နေကအံ့ဩစေရပါသမနဲ့ပတ်သက်လာရင်သွေးဆူလွယ်တတ်တဲ့အမေလေး ကလေးချင်းရံဖြစ်ရင်လဲအမေပါခဲ့လို့အရက်နဲ့လည်းမတည့်ပါဘူးရက်စိတ်ရွာစိတ်ဆိုတာကဆိုင်ဆိုင်မဆိုင်ဆိုင်တာသမီချင်းကိုချင်းစာပြီးပြောဆိုဆုံးမတတ်ကြတာပါပဲအဲ့ဒါကို အမေမခံလားကျမနဲ့ပတ်သက်ပြီးပတ်ဝန်းကျင်ကပြောရဲစေတနာစကားတွေကို အမေကဝေဒနာထင်တတ်တယ်ငါသမီးပါဖြစ်ဖြစ်ဘသူ့အဘူပါလို့တော့သူ့ကံနဲ့သူ ။ဝေးရဆားရတာကိုမနာလိုနေကြတာ။ကိုကမွေးထားတာကိုသမီးကြောင့်ကိုသိတယ်ဟေ။အနေကြပြီးအမိအကြောင်းကိုသိလာတဲ့ပတ်ဝန်းကျင်ကဒီမာတော်လျှော့လည်းရွက်အကိုက်ခံရတဲ့တခိုးအမိကြောင့်စာမဖတ်တတ်ပေမဲ့ခမညာကြားဖို့မှာပါ။ခမညာကလည်းရွက်ပြက်မှအတိရှိမဲ့လူစား။နောက်တော့ပတ်ဝန်းကျင်နဲ့ကျမတို့သားအမိတခြားစီဖြစ်သွားတယ်။အနှိတ်ခံခြင်းနဲ့ တထင်းအိမ်တွေကကားနဲ့ခေါ်ဆိုင်ကယ်နဲ့ခေါ်ဆိုင်ကားနဲ့ခေါ်အမေကလိုက်သွားအပြန်လဲရင်တစည်းစည်းနဲ့ပြန်ပို့ကြတာမို့ကျမတို့သားအမေမိုးမမြင်လေးမမြင်နဲ့စီးပွားရေးဆက်ချက်ရှင်ခဲ့တာလေအဲ့ဒီအချိန်မှာကျမစစ်တမ်းကျောင်းသူဖြစ်နေပြီအလားအပါမတည့်ကျမကစာဘက်မှာညံ့တော့စစ်တမ်းအစိုးရစစ်မှာစာမေးပွဲကြခဲ့တယ်အမေကတော့ကျမကိုသမီး ကြောင်းပြန်တက်အောင်အောင်ဖြစ်သမီးလိုတာပြောတဲ့ကျမတို့ခေတ်ကကျူရှင်ဆိုတာမရှိပါဘူး။ကျောင်းကဆရာဆရာမတွေစီမှာပဲသင်ရတာ။ကျမအတန်းပိုင်ဆရာကစီကံကြည့်ရဲ့။ဟဲ့ကော်ယုံမကျောင်းတက်ရင်နှခမ်းနီမစိုးရဘူး။စပင်ကိုထုံးရင်ထုံးဖွင့်မီးကျင့်ရင်ကျင့်ဖိုးရုပ်ဖားရရှထားတာမလုံးနဲ့။ဆရာစီကံအောင်မှာနေရတာပြင်းမှန်းစင်းရဲ့လို့ ကြောင်းမတက်ရှင်တော့တာအကန်းအမေကိုတနာလို့သာတက်နေရတာဒီနေ့တော့အမေကကျမအတွက် စာသင်ဖို့စဉ်းစားမိတာကိုပြောပြပါဗယ်အမေအနှိမ့်သွားနှိမ့်တဲ့အိမ်ကတထေးသားလေးကပွဲရပြီးအလုံးဝင်မှုစောင့်နေတာတဲ့အဲ့ဒီတထေးသားလေးကိုငါသမီးစာသင်ပေးဖို့အကူအညီတောင်းရင် ကောင်းမလားအမေကစိတ်ကူးနဲ့လက်တွေတထက်သေးကြအောင်စွမ်းဆောင်နိုင်ခဲ့ပါရဲ့ သဘောကောင်းတဲ့တထေးမိသားစုကလည်းနှွေနှွေထွေထွေကြိုဆိုပြီးအကူအညီတွေပေးတယ်။ဘယ်အထိနှွေထွေသွားသလဲဆိုရင်ကျမကိုအိမ်တော်မပြန်ခိုင်းတော့ပဲသူတို့စီမှာပဲနေနေညံ့ညံ့နေရတော့တယ်။ကျမအဲ့ဒီနှွေထွေမှုတွေရပေမဲ့ရှစ်တန်းဆောင်မေးပွဲကိုတော့ဖြေဆိုခွင့်မရခဲ့ပါဘူး။ဒါပေမဲ့တထေးသားရဲ့ရှင်ခွင့်မှာတော့ခိုလုံခွင့်ရသွားခဲ့ပါတယ်။ ။တမစိတ်ဝင်စားတဲ့စာမေးပွဲကိုမဖြေရလို့ဝမ်းသာတဲ့စိတ်။တထေးသားအကိုလေးနဲ့အတူနေခွင့်ရလို့ပျော်တဲ့စိတ်။အဲ့ဒီအပျော်စိတ်တွေနဲ့တမအရာရာကိုမေ့ခဲ့ပြီးအမေနဲ့တွေ့ဖို့လည်းမေ့နေခဲ့ပါတော့တယ်။အမေကလည်းကျမကိုစမ်းတာရဲမိသားစုချာထည့်ထားခဲ့ရလို့စိတ်ရှရတဲ့ချင်ပါရဲ့ကျမနေတဲ့အိမ်ဘက်ကိုတိတ်မလာတော့ပါဘူး ဇာတိမျိုးကနေ ရန်ကုန်ကိုတထေးမိသားစုနဲ့အတူ ကျမပြောင်းရွှေ့ခဲ့ရပါတယ်။ကြောင်းခန့်နီမပြရလို့အမေကိုတွေ့ပြီးနှုတ်မဆက်ခဲ့ရပါဘူး။ဒါပေမဲ့ကျမအမေအကြောင်း ကျမသိရဲ့အမေက စိတ်တက်ခိုင်ပါတယ်။ရဲရင်နဲ့တတ်သိရှိတယ်။သူလှုပ်ရှားနေသူရက်တည်နိုင်လို့ကျမအမေအတွက်မပူပန်ခဲ့တာအမှန်ပါ။ရန်နဲ့စိတ်တော့ရှိခဲ့တာပေါ့။ အဲ့ဒီလွမ်းတဲ့စိတ်ကလည်းတထေသားရင်ခွင်နဲ့ရောက်ရင်တက်သွားတာပါပဲကျော်ရှာမှဓမြမှန်သေးတဲ့အဖြစ်မျိုးရန်ကုန်ရောက်မှတိလိုက်ရတယ်တထေသားလေးမှာတရဝင်းမိမရှိနေပြီးကွဲနေတယ်ဆိုပေမဲ့ပြက်ပြက်ဆဲဆဲမဟုတ်ဘူးတဲ့ကျမကတော့တထေသားလေးရဲ့တရဝင်းဇနီးမယားကနေတရဝင်းအစီအပွားဘဝကိုရောက်ခဲ့ပါပြီဆိုးွားတဲ့ဖြစ်ရက်ကတော့ အမေရဲ့အမွေနဲ့တမိသားစုလုံးကိုညာအိယာဝန်ခံနေတိုင်းနေနှိတ်အကြောဖြစ်ပေးခဲ့ရပါတယ်။အစကတည်းကကျမမှားခဲ့တာပါ။ညီမေလိုနှိတ်တက်လာမေတော့နင်းနေပပရပါတယ်ပြောမိတာနဲ့ညစဉ်ညတိုင်းအလှဲ့ကြအနှိတ်ခိုင်းတော့တာပဲ။တနေ့လုံးအိမ်မှုကိစ္စတွေနဲ့ပြင်ပန်းရတဲ့အထဲ၃နာရီလောက်နေနှိတ်နေရတော့နှိတ်ရင်းနဲ့အိမ်ငိုင်လာတာပေါ့။ အဲ့ဒီအခါကျရင်တထင်းနဲ့တထေးကတော်ကတအားဆူတတ်တယ်။နိုင်နေထိုင်မနှိမ့်နဲ့မတက်ရက်နေဆိုတော့ဒုတ်တရှာမိထောက်အကြကြီးနင်းရတယ်။နင်းတဲ့အခါရှေ့လျှော်ပြီးအသားကိုနင်းမိရင် အသားကိုကျိတ်နေတယ်ဆိုပြီးမိကင်ထားတဲ့တုံနဲ့ရိုက်ခံထိပြန်ရော။ရန်ကုန်ရောက်မှ ပို့ဆိုးသွားတဲ့အရှိအနေတွေကို ကျမအားကိုရှိခင်ရတဲ့တထေးသားအကိုလေးကလည်းမတိအောင်ဆောင်ခဲ့တယ်။ အဲ့ဒီအချိန်မျိုးတွေမှာ အမေကိုတတိယဆုံးနဲ့အမုံဆုံးပဲအနှိတ်တဲ့အမေကြောင့်အမေသမီးကျမလည်းအနှိတ်တဲ့ဘဝရောက်ရတာမိဘရဲ့ကောင်းမွေဆိုးမွေမှာဆိုးမွေကို ကျမရတာလေ ကောင်းမွေဆိုတာဘာများခံစားရလို့လဲကျမအမေကိုမမြင်ရပဲအပြစ်တင်လိုက်တာ မနှောနဲ့ပြစ်မှားလိုက်တာစိတ်နဲ့ကျူးလွန်မိတဲ့အကုတ္တကညံလိုက်တာ စိတ်ကအတန်ထက်မြန်နေဆိုတာကျမယုံလိုက်ပါတယ်။အဲ့ဒီနေ့ကတထဲကြီးကိုနင်းပေးရတယ်။တစ်ခါတစ်ခါအနင်းခံရင်အကြကြီးပဲ။အနင်းခံရင်တခုခုနဲ့ဟောက်ပြီးအိပ်ပျော်လို့ကိုယ်ပေါ်ကဆင်းမဲ့ကြရင်ချက်ရှင်းလို့လာတယ်။နေအောင်လေဘလောက်နင်းရသေးလို့ဆင်းပါလဲဆိုပြီးပြောတယ်။အဲ့ဒီတော့နင်းရင်နင်းနဲ့ကျမလည်းငိုက်လာတာပေါ့။ငိုက်ရင်နဲ့နင်းတော့ ပေါက်နှလုံးပေါ်ခြေတောင်းမရှာမိပဲဘယ်နေရာနင်းမိတယ်မသိပါဘူးအောင်မလင်းသေးပါပြီဗျဆိုတဲ့အတန်လဲကြာရောကျမလည်းကြောက်အားလန့်အားနဲ့အပေါ်တက်လှေကားကနေစင်ပြေခဲ့တာလှေကားတက်လျှော်ပြီးတလင်းခောက်ကွေးနဲ့အကြာ အောက်ထက်ကျမ်းပြင်အရောက်မှာကျမဘာမှမသိတော့ပါဘူးကျမတတိယတဲ့အချိန်မှာဇာတိမျိုးကအမေအိမ်ကိုပြန်ရောက်နေပါပြီ။ ဒါပေမဲ့လူကောင်းအတိုင်းတော့မဟုတ်ပါဘူးအပေါ်တက်ကနေလိမ့်ကြတဲ့အချိန်ကခစ်စ်ရိုးနဲ့ခေါင်းကို ပြင်းပြင်းထန်ထန်ထိခိုက်မိလို့အာယုံကြောတွေတည်ပြီးခန္ဓာကိုယ်တစ်ခုလုံးမလှုပ်ရှားနိုင်တော့တဲ့ဘဝမျိုးနဲ့ပါမျက်လုံးနှလုံးပွင့်နေတဲ့အတွက်မျက်လုံးမှာထင်ဟန့်လာတဲ့ပုံရိပ်တွေအတန်တွေကိုတိနေကြနေပေမဲ့တုံ့ပြန်နိုင်တဲ့အင်အားမရှိတော့ပါဘူး ဝမ်းတာဝမ်းနည်းကို ခံစားရပြီးအဲ့ဒီခံစားချက်ကပွင့်နေတဲ့မျက်လုံးအိမ်ကမျက်ရည်ရှိကြခြင်းနဲ့အချက်ပြတတ်တာပါပဲ။သမအပေါ်အဖြူစင်ဆုံးမြတာနဲ့ပေးဆက်ရင်ရှစ်တက်တဲ့အမိကို အနှိမ့်တဲ့သမီးမျိုးအနှိမ့်တဲ့ဖြစ်ရတဲ့ဆိုပြီးစိတ်ကွက်ညွညင်ခဲ့တဲ့အဖြစ်အာကုသူစိတ်ကြောင့်လိုပဲထင်ပါတယ်။ဒီအဖြစ်မျိုးကနောင်ဘဝမကူဘူးနော်။ အမေမေတ္တာတူကြီးမလေးအဲ့ဒီကြီးမတဲ့မေတ္တာကိုစော်ကားမိလို့ရလာမဲ့အကျိုးစကားပြင်းထန်လေးပဲပက်လက်ဘဝနဲ့မလုံမရှက်နေရင်အတွေးဆိုတဲ့အလုတ်တစ်ခုတည်းရှိတဲ့အချိန်မှာ တွေ့မိတာပါသမရန်ကုန်ကိုရောက်သွားတဲ့ကာလတွေမှာသမအမေရဲ့ကြောင်းလဲသွားတဲ့ဘဝတွေကလည်းမယုံနိုင်စရာပါပဲသူများတွေကိုနင်းနှိတ်အကြောဖြစ်ပေးရတဲ့အမေလေးလူတယောက်ကိုနှိပ်ပြီး ပြန်လာတဲ့ညနေမှာအဲ့ဒီလူတွေပေးလိုက်တဲ့တံပေါက်ထမင်းစားပြီးအိတ်လိုက်တာအဲ့ရာကနိုးလို့မျက်နှာတက်တဲ့အချိန်ရေကပြင်းမှာကိုတရှမ်းသေးပြီးပါတဖက်ရွေသွားခဲ့တယ်။အာတင်မီတရွတ်ဆွဲလို့အိမ်ပြင်ထွက်တော့ပတ်ဝန်းကျင်ကရက်စိတ်ရွာစိတ်ရှိတဲ့သူတွေက အမေအဖြစ်ကိုမြင်ပြီးစေးရုံရှက်ရှင်းပို့ပေးတယ်။အမေကကျမနဲ့ပဲနှစ်ယောက်တဘွားတိဆောက်ထားတော့ မိတ်ဆွေရင်းစာမရှိဆွေမျိုးသေးသားမသိတမီးဖြစ်တဲ့ကျမကိုလည်းစိတ်ညစ်မှာဆိုတန်လာမှာဆိုလို့တဲ့လိပ်စာမပြောပြပါဘူးတမီးကိုမှားပါနဲ့ဆိုတဲ့စကားကိုဘလုံးမထွေးနဲ့ပြောနိုင်သေးတယ်တဲ့အမေဘွားကတန်ငါတဲ့ရင်နဲ့တလို့ပါပဲသူများခန္ဓာကိုယ်ကအကြောတွေကိုနှိမ့်နေအကြောဖြစ်ပေးတတ်တဲ့အမေလေးအမေရဲ့အကြောတွေကိုဘသူနှိမ့်ပေးပါမလဲ ဒီလိုနဲ့ဆေးရုံမှာနှစ်လနေပါနေလိုက်ရတာရှားဖွေထားသမျှကုန်ခဲ့တာပါပဲအခုတော့တောင်ဝေးတရှောင်းကိုအာပြုလှုပ်ရှားနေရတဲ့အမေကိုဘသူကမှအနေအနှိတ်ခံဖို့မခေါ်တော့ပါဘူးပဝင်းချင်းကတနာလို့ထမင်းဟင်းတွေပေးပေမဲ့အမြဲတမ်းစားနိုင်ရအတွက်မြို့ဦးချောင်းကိုသွားပြီးစွန့်ချန်ဟင်းချန်တောင်းဖန်ခဲ့ရတယ်ဒုက္ခရောက်မှရွက်စိတ်ရွာစိတ်ကို နားလေခဲ့တာပါ လူဆိုတာပတ်ဝန်းကျင်နဲ့ကင်းကွာနေလို့မှမရတာအမေကသူ့ကျင်လည်ကျဆာရတဲ့ပတ်ဝန်းကျင်ကိုသာအကောင်းထင်ပြီးသူ့အရှိဆိုင်နေထိုင်တဲ့ပတ်ဝန်းကျင်ကိုတော့အကောင်းမမြင်ခဲ့တာပါ နောင်တဆိုတာကလည်းနောင်မှရတတ်တာလေအမေဒုက္ခရောက်နေတဲ့အချိန်မှာကျမရဲ့ဒုက္ခကလည်းအမေအတွက်ဘူးလေးရာဖယုံစင့်ဆိုသလိုဖြစ်ခဲ့တာပါရန်ကုန်အိမ်က တမကို အမေအိမ်ပြန်လာပို့တော့ငွေကြေးအနည်းအပါပေးသွားခဲ့ပါတယ်။အပေါ်တက်လှေကားကရှေလျှော်ကြတာလို့ပဲပြောခဲ့ပြီးဘာကြောင့်ရှေလျှော်ကြတယ်ဆိုတာတော့အမေမသိခဲ့ပါဘူး။တမီဒုက္ခိတာကိုပြန်ပို့ပေးလို့ကျေးဇူးတွေတင်နေလိုက်တာလက်ထဲမှာရှိတဲ့ငွေလေးနဲ့တမကိုဆေးကုပ်ဖို့ကြိုးစားသေးတယ်။ဘာမှလုပ်မရတော့ဘူးဆိုမှအမေလက်လျှော့ခဲ့တာ။တမမရောက်လာခင်က အမေအိမ်မှာ အမေကလူမမကျမရောက်လာတော့ကျမကအမေချက်ဆိုးတဲ့လူမမခွန်းတော့မပြန်နိုင်ပေမဲ့တားနိုင်စွမ်းရှိရလို့သိထားတော့အမေက အားပေးစကားတွေတတွတ်ပြောတယ်ကောင်းပေးဆိုတဲ့အစာတွေကျွေးတယ်တာဘူးနာဝရှိတဲ့အားစေးတွေတိုက်တယ်။မတန်ဆွမ်းတော့တဲ့လက်တွေနဲ့သမကို အမြဲစုံနေလှုပ်ရှားပေးတယ်။ အစိုးရကအကောင်လို့ဆိုရမှာကလေငန်းဆွဲပြီးတောင်ဝိအပြုလန်းလျှောက်နေရတဲ့အမေလေးကျမရောက်လာပြီးတိတ်မကြခင်မှာပဲတန်တန်မာမာဖြက်ဖြက်လက်လက်ဖြစ်လာပြီးအမေကတော့မိခင်ဆိုတဲ့စိတ်နဲ့ကြန့်ခိုင်တန်မာလာလိုက်တာ အရက်သေးကတော့အံ့ဩယူရတယ်။တမရဲ့ဝေယဝစ္စရီနဲ့နေ့စဉ်ကျင်လည်နေရတဲ့ဘဝကနေကံကြမ္မာမွေနှောက်လို့ဖွေဖောက်လာခဲ့ပါတယ်။ 2012ခုနှစ်ရေဘေးမှာကျမတို့တမျိုးလုံးရေမြုပ်တော့ရေဘေးကယ်ဆယ်ရေးစခန်းနေစီပြောင်းကြရတယ်။ဒါပေမဲ့ကျမတို့သားအမိကတော့မပြောင်းနိုင်ပါဘူး။ရေလွတ်တဲ့ပုပ်ပြစ်တစ်ခုပေါ်မှာသားမိနှစ်ယောက်မလှဲ့တာမလွန့်တာနဲ့နေကြရတယ်။အမေကလူတွေအများကြီးရှိတဲ့နေရာမှာကျမကို မထားချင်တာပါ။လူတွေရဲ့ဝေဖန်ကြည့်ရတဲ့အတိုင်းကျမကို မကြားစေခြင်းလို့ဆိုတာကျွန်မသိပါတယ်လူဆိုတာကလည်းညီနေရလှန်ဆိုင်ရင်နစ်သူဝါကူနဲ့နှူရဝဲဆဲလဲရတခိုးထောင်လှုပ်ရှင်ကြတာလေကျွန်မနာစီ ရောက်လာမဲ့စကားအန္တရာယ်တွေကိုကြိုတင်ကာကွယ်ခဲ့တာပါတမျိုးလုံးရေဖုံးလွန်းသွားတော့ညီရဲမှာ နေစရာမရှိတဲ့ကြက်တွေကအိမ်ပေါ်တွေရောက်လာတယ်။ ရှေ့တလုံးလောက်ရှိတဲ့မြေကျွက်ကြီးတွေကစားစရာတောက်စရာတွေကို အနှံ့ရတာနဲ့မှွေလန်စားအမေကလှန့်လိုက်ရင်ရေရဲစင်ပြေခေါမိုးပေါ်တက်ပြေနဲ့ရေကူးတက်တဲ့ကြက်တွေမို့ရေထဲကြလဲပြန်ကူးလာအမေနဲ့ကြွက်တိုက်ပွဲဖြစ်နေတာတယုံယုံပါပဲရေဘေးကယ်ဆယ်ရေးစခန်းမှာ ထမင်းတုပ်ဝေတဲ့အချိန်အမေက ထမင်းတုပ်သွားယူနေချိန်မှာကြက်ကြီးနှစ်ကောင်စမအနာကို ရောက်လာတယ် နှခေါင်းတရှုံရှုံနဲ့ဟိုဟွန်နန်းတီတိုးလုပ်ပြီးသမလက်ထိတ်တွေကိုစာကြိုက်တယ်။သမကြောက်တာတေမတက်ပါပဲ။စစ်ခနဲစစ်ခနဲနာကျင်တဲ့ဝေဒနာကို ခံစားရင်မျက်ရည်တွေသာစီကျလာခဲ့တယ်။အဲ့ဒီအချိန်အမေပြန်ရောက်လာခဲ့တယ်။အမေအတန်ကြားတာနဲ့ရှင်းပြသွားတဲ့ကြွက်ကြီးကိုအမေမြင်လိုက်တယ်။တမအနာကိုကမန်းကရန်ကလာပြီး အမေသမီးလေးသမီးဘာဖြစ်သွားသေးလဲလို့မေဆန်ရင်ကြွက်ကြိုက်တာသွေးဆို့နေတဲ့ကျမလက်ဆောင်လေးတွေကိုကြည့်ပြီးတဲတဲထန်ထန်ငိုပါတော့တယ်။အဲဒီနေကစပြီးအမေထမင်းတုပ်လဲသွားမယူတော့ပဲအိမ်မှာရှိတဲ့မုတ်ပဲသေးရီစာလေးတွေပဲကျမကိုကျွေးတယ်။အမေကတော့မစားပါဘူး။တရက်နှစ်ရက်ထမင်းတုပ်လာမယူတော့ရက်ွက်လူကြီးနဲ့ရေပြေစခန်းက တာဝန်ရှိသူတွေအိမ်ကိုရောက်လာကြပြီးထမင်းနဲ့အစာအသောက်အဝတ်အထည်နဲ့စေဝါးတွေလာပေးကြလို့ကျမတို့သားအမေငတ်မသိခဲ့ပါဘူးအမေရှိနေတာတော့တောင်ညံနဲ့ကြွက်တွေကနေ့ရောညပါဒုက္ခပေးလာပါတယ်မလှုပ်ရှားနိုင်နဲ့ကျမကိုကြက်တွေရဲ့ရန်ကကာကွယ်ဆောက်ရှောက်ရတာအမေနေ့ရောညပါ မအေးရပါဘူးဒုတ်တရှောင်းနဲ့ထီမီထီယာရိုက်ပြင်မဲ့ လျင်မြန်လွန်တဲ့ကြွက်တွေကိုအမေမနိုင်ခဲ့ပါဘူး။တနေ့တော့အမေကဟင်းတွေကိုလက်နှစ်ဖက်နဲ့ခြေထောက်တွေမှာလိုးပြီးတမအနာမှာလင်းလျောင်းနေပါတယ်။မကြခင်မှာပဲကြက်တွေရောက်လာပြီးဟင်းနဲ့ရတဲ့အမေခြေထောက်တွေနဲ့လက်တွေကိုစားကိုက်ပါတော့တယ်။လက်ကိုလာကိုက်တဲ့ကြက်တွေကို အမေကဖမ်းမိတက်ပြစ်ပါတယ်။ခြေထောက်မှာကိုက်တဲ့ကြက်တွေကိုတော့ခြေထောက်နဲ့ကန်ကြောင်လောက်တာပေါ့ အမေအဲ့ဒီလိုလှုပ်ပြီး3-4ရက်လောက်ကြွက်တွေငြိမ်ကြသွားတယ်။ကျမအစားကြွက်ကြိုက်ခံသွားတဲ့အမေလေးကျမအပေါ်ကြားရောက်မဲ့အန္တရာယ်မှန်သမျှအမေကကွယ်ဆောင်ရှောက်နိုင်ခဲ့ပါတယ်။ကျမအတွက် အမြဲတမ်းစဉ်းစားနေတဲ့အမေကျေးဇူးတွေတင်လိုက်တာ အမေရဲ့ကျေးဇူးတင်ကြောင်းအမေတိအောင်ပြောပြခြင်းလိုက်တာဒါပေမဲ့နှုတ်ဆွနေတဲ့ကျမဘလို့ပြောရမလဲအမေရဲ့ ကျမတို့သားသမီးနှစ်ဦးရဲ့ဝိကျွေးကမမြင်နိုင်မသိနိုင်ခဲ့တဲ့အတိတ်ဘဝကအကျိုးဆက်ဖြစ်နိုင်ကြောင်းတရားကိုနှလုံးသွင်းဆင်ခြင်းနိုင်မှုအမေနဲ့သွေးသားအနှဲငယ်တော်ဆက်တဲ့မေတီလာရှင်ဆရာလေးတစ်ပါးကရံဖန်ရံခါလာပြီးဆုံးမဩဝါဒတွေပေးတတ်ပါတယ်။ဒေသနာတော်အရာဝိကျွေးမြင့်သည်မပေးဆက်ဘဲကြေယိုးမရှိစေ။ကမ္မနိယာမအရာ ုတုကံဖြစ်စေအာကုတုကံဖြစ်စေနိဗ္ဗာန်ကိုမျက်မှောက်ပြု၍ပရိနိဗ္ဗာန်မဆံမရှင်းအဟောတိကံအဖြစ်သို့မရောက်ပါက တူသောအကျိုးကို ပေမြဲဖြစ်၏ထို့ကြောင့်ငါဖျားရှင်တော်၎င်းအခြားတူတယောက်တော်၎င်းကံဤအကျိုးကို တားမြစ်ခြင်းကမတက်ကောင်းဟု၍မြတ်စွာဘုရားဟောတော်မူခြင်းဖြစ်၏ဆိုရဲဆရာကြီး ဥွှေအောင်ရေးတဲ့ကုသိုလ်နဲ့အာကုသိုလ်စာအုပ်ကိုဆရာလေးဖတ်ပြတော့နားထောင်နေတဲ့သမအနေနဲ့ကုသိုလ်အာကုသိုလ်တရားကို သိလာရပါတယ်။သိစိတ်ကလည်းမျက်ရည်ကိုကျစေတာပါပဲ။သမရဲ့အရေးအကဲကို အမြဲနားလည်နိုင်စွမ်းရှိတဲ့အမေကဆရာလေးဖတ်ပြတာတွေကိုသမသဘောကျမှန်းသိပြီးဆရာလေးကို စာဖတ်မပြနိုင်တဲ့အမေစာမတတ်တဲ့အမေကသမဖတ်လို့ရအောင် ဘလို့ကြံဆောင်ခဲ့လဲသီလာစနာအမိုးမှာတရားစာရွက်တွေကိုချိန်နဲ့လိုက်ရှိတ်ကတ်ထားတယ်။ဓမ္မလှမ်းဖက်လို့ရအောင်ပေါ့။တရားပွဲတွေမှာတရားစခန်းတွေမှာဓမ္မလက်ဆောင်ဝေတဲ့စာတန်းလေးတွေပါ။ဓမ္မအမေစာမတက်ပင်မဲ့ညံကောင်းနေ။အထူးသဖြင့်ဓမ္မနဲ့ပတ်သက်ပြီးဘာလုပ်ပြီးရင်ပိုကောင်းမလဲဆိုတဲ့အတွေးတွေကလေးနဲ့လွန်းနေ။ စတိဆက်တဲ့အတွေးကိုလည်းနှင်းနှင်းမြန်မြန်နဲ့လက်တွေ့အကောင်အထည်ပေါ်တတ်တယ်။တက္ကမကြီးကိုယုံမကိုစေကုခြင်းရင်ဓမ္မစီကအစွမ်းအထက်ဆုံးပေါ်ဆိုတဲ့တိလရှင်ဆရာလေးရဲ့စကားကိုကြားပြီးကလေးကအမေတစ်ခုခုကိုလေးလေးနက်နက်စဉ်းစားနေတယ်ဆိုတာကျမသိပါတယ်။ရေရေပြန်ကြသွားပြီးမိုးလဲပါသွားပြီးဒီနေ့အမေကကျမကိုနေရာပြောင်းတယ် ခေါင်းရင်းဘကဖျားရုပ်ပွားတော်ကိုတမဖူးမြင်တာအောင်ဖတ်ဆောင်ဆောင်အနေအထားနဲ့လင်းလျောင်းစေတယ်။မလိုအပ်တဲ့ပစ္စည်းအဟောင်းအဆုပ်တွေကိုလည်းဖယ်ထုတ်ပစ်တယ်။ရေဘေးကယ်ဆယ်ရေးကရတဲ့ပစ္စည်းတွေကိုပြည်နယ်အိတ်နှလုံးနဲ့စုထုတ်ထားတယ်။ပစ္စည်းတွေသိမ်းပြီး သိမ့်မကြခင်တိလရှင်ဆရာလေးရောက်လာတယ်။ဆရာလေးကိုမှားတယ်ဆိုလို့ကော်ယုံမ ပါများဖြစ်လဲလို့ဆိုပြီးစိတ်ပူနေတာဆရာလေးကအမေကိုပျော့ပျော့မေမေလုပ်နေတယ်အမေကရေဘေးကယ်ဆယ်ရေးကပေးတဲ့တစ္စည်းပဲစုထုတ်ထားတဲ့ပြည်နယ်အိတ်နှလုံးကိုဆရာလေးရှေ့မှာရှာပေးပြီးဆရာလေးတပည့်တော်မှသမီးလေးတရားခွေရီနားထောင်လို့ရအောင်အောက်ဆက် DVD လားအဲ့ဒါဝယ်ပြီးပါဖေဒီအိတ်သေးကလူအုံဆောင်တွေကတပည့်တော်ရူသားမိအတွက် မလို့အပ်ပါဘူးဆရာလေးလည်းမလို့ဘူးဆိုတာသိပါတယ်တပည့်တော်မကြံတက်လို့ပါတမီလေးအတွက်တရားရည်နာလို့ရအောင်ကုညီပေးပါဆရာလေးကအံ့ဩလွန်းတဲ့မျက်လုံးနဲ့အမေကိုကြည့်တယ်ပြီးတော့ဆရာလေးနဲ့အမေတို့ပြည်နှံအိတ်နှလုံးကိုယူပြီးရှေးဘက်သွားကြတယ်တိတ်မကြခင်မှာပဲဆရာလေးနဲ့အမေပြန်ရောက်လာတယ် အမိခေါင်းပေါ်မှာဘက်ထရီအိုးကိုရွက်လို့ဆရာလေးလက်ထဲမှာတော့ DVD ဆက်နဲ့ CD အဆက်ပြားလေးတွေကိုယုံမရဲ့ဝေဒနာကိုကုဖို့အတွက်နောက်ဆုံးစေးကတော့ဓမ္မစေးပါပဲစေတကစေးထဲမှာဓမ္မစေးကအစွမ်းဆုံးပါ အာယုံကြောရီတည်ပြီးဘဝဆုံးလို့ညှော်လင့်ချက်မဲ့နေတဲ့ဇမကို အမေကဓမ္မစေးနဲ့ကုပြီးအသက်ဆက်ခွင့်ပေးအောင်ပါအမေရဲ့မြစ်တာအစွမ်းကတော့ အံ့မခံပါပဲအမေ အသက်ရှင်နေသည်များစမလည်းမသေးနိုင်သေးဘူးဆိုတာယုံကြည်ပါတယ်အမေကျွေးတဲ့ဓမ္မဆေးကို နေ့စဉ်နေ့တိုင်းစမချိုးမြိန်စွာတောက်နေရလိုပါပဲရှင် အဆုံးထိနားဆင်ပေးကြသော စာဖတ်သူပရိသတ်များအားအထူးပင်ကျေးဇူးတင်ရှိပါသည်ရှင်။